မင်္ဂလာများဒီတကားကျွန်တော်ညီကောင်မတွေဆက်လက်ပြီးဖတ်ပြပေးနေတာကတော့ဆရာမဆရာမကြီးကျွတ်တင်းဤ1982ခုနှစ်အမျိုးသားစာပေစုရဝိထုတိုစူးစီးမှုစပယ်တကုံးကမုန်းတပွင့်ဆိုတဲ့စာအုပ်ထဲမှာသူကလမ်းဘော်ကတဲ့နှလုံးဆိုတဲ့ဝိထုတိုလေးကျွန်တော်ဖတ်ပြပေးခြင်းပါခင်ဗျာနှားစင်ပေးကြပါဦးခင်ဗျာလမ်းဘော်ကတဲ့နှလုံးနဲ့ဘိုးချိုးစည်းကတော့စီကားမြဲပါသည်စနစ်နေ့လည်းဖြစ်ပြန်ရုံစင်းချိန်လည်းဖြစ်ပြန်ဆိုတော့ဈေးတွင်း၌မဆိုထားပြီး ဇေရှိပီတရာလမ်းမပေါ်မှာပြီလင်းမျက်စိနှောက်ဆဲဟာရှုပ်ရှက်ခတ်နေ၏သူတွေရောကားတွေရောမရေတွက်မရေနိုင်မတွက်နိုင်ပြည်ဒီဈေးကခြားခြားသောဈေးများလို့တန်မှန်ဈေးမဟုတ်မြန်မာတပြည်လုံးရှိ ကောင်းပိညွန့်ပိခင့်မိပိအဖိုးတန်ပိဆိုသောသုံးဆောင်ဝိထေစတော်များရောင်းချရာဈေးဖြစ်သဖြင့်စင်တန်မျိုးမျိုးအလွှာသေးသေးတို့မှမိမ့်မသားများဖြင့်စီကားနေစဉ်မြန်အထူးသဖြင့်ယခုလိုစနေနေ့မျိုးတွင်ရန်ကုန်မြို့ရှိမိမ့်မချော မိမလာလေးများသည်ညှိနှိုင်းတိုင်ပင်ထကြသည်လားဗိုလ်ချုပ်ဈေးသို့ဈေးဝယ်ထွက်လာကြစမည်ထို့ကြောင့်ဒီဈေးကိုမိမလာဈေးဟုပင်တတ်မှတ်ခေါ်ဖို့သူတို့ရှိခဲ့ကြပေပြီမိမလာဈေးတဲ့မဆီလျော်ပါဟု၍ညှင်းပယ်စရာအကြောင်းမရှိပါမျက်လုံးတစ်ချက်ဝိတ်၍ကြည်လည်ုံများနှင့်ပင်ဟုတ်ပေသားပဲဟုဝန်ခံရမိမှာအေကံအဖြစ်လိမ့်ပြင်ဆင်ပြပြသောကိုနေဟန်ထားကြွရွာသောမိန်းကလေးများသည်အသွေးရောင်ဆောင်သောပန်းပွင့်ကလေးများတစ်ဖွဲ့ထုံမိမချော မင်းမလာလေးများနေ့တွင်တရေဝဲဝဲတွေ့ရသော အကူကာလာသားများကလည်းပန်းဝီကိုတောက်တုံလိုသောပဒုံလိပ်ပြာများသဖွယ်ကျောညုံမို့သည်စီးကရက်တလိကိုခဲရင်ဈေးရှိကမတိုင်တွင်ဆိတ်ရှိလက်ရှိစောင့်လျက်ရှိ၏ဟေးကောင်ရွှေမင်းသားဘာတွေကြံလုပ်နေတာလဲသူ့နာမည်အော်တန်ကြွေးကြည့်လိုက်တော့ခါမာစတာကပြာလေးကိုမောင်းရင်းလက်မထောင်ပြသွားသည်ကိုတွေ့လိုက်ရ၏ကားနောက်ခန်းထဲတွင်ဆန်ဒိုဂိုးဝက်ကလေးတခါခါဖြင့်ရေကပြုံးကလိုက်ပါသွားသော ချစ်သေးဝေကိုမြင်လိုက်ရ၏ချစ်သေးဝေပင်နာတွင်ကတ်ထိုင်ကဆက်ဖြဲဖြဲလိုက်ပါသွားသည့်ဘုရားကြီးကမူသူတို့၏အမဲကြီးတကောင်ပင်ဖြစ်ပေလိမ့်မည်သူတို့တွေကတော့ယနေ့အတွက်ကြံဖန်အောင်မြင်သွားပါချေပြီသူကတော့ယနေ့နေ့အတွက်ပင်မရှိသေးမနေ့ပိုင်းကပဇွန်တော်စည်းထဲမှာလှုပ်တခုတော့ဖြစ်ခဲ့ပါသေး၏တို့ရတွင်မမက်လောက်ပါရခဲ့သည်ကငွေလေး20တဲဒီများသောငွေကတော့သူ့အတွက်မပြောပါတော့ပါသူဝှထားသည့်ဝေစာဘူးဤအစွန်းအတွက်ပင်မရှိသေးပါကျောင်းညမကသူ့ဝေစာများကိုငုံကြည့်ပြီး ဟေကနဲ့အတန်ထွက်အောင်ပင်ရဲလိုက်မိသူဝိစင်ထသာတိကဖိုးတန်ကောင်းစားများကြီးဖောက်ပွင့်ရှိဖောက်ပွင့်ရှက်လက်ရှိအဖြူတက်ထွက်ပေါင်းမိရှိနဲ့ထိတ်တုံးရှူးဖနက်လက်မှာပတ်ထားသည်ကအော်တိုမက်တစ် စီကိုနာကြီးဓာရီအလုံးကသူ့အတွက်ရေးပါသောဆောင်ရောင်များပင်မဟုတ်ပါလားပင်ကူကချော်တော်သူ့ရုပ်ကြီးသည်တာနာသောပြင်ဆင်များကြောင့်ပူ၍ရေးမွန်လာသည်တန့်ပြန်လာသည်မိန်းကလေးများကိုဆွဲဆောင်နိုင်အားရှိလာသည်မဟုတ်ပါလားအကူကတက်ကတူចောင်းသားလာဟင် ရခိုင်လာဤစတင်တနေ့ကဒီသေးရှိအတွင်အမှတ်မထင်ဆုံးခဲ့ရသောမိမလာလေးတအူးကဒီလိုပင်မေးခဲ့ဘူးသည်ဒါကိုအမှတ်လိုက်ရတော့အမှတ်ရလိုက်တော့ကြောညို့မှုမပြုံးမဲမနေနိုင်တော့ပြန်ပါပြီကြည်စမ်းကြည်စမ်းသူကဒီမလာဟန်ကြနေတာကိုလှုပ်ဆမ်းမအောင်ရွှေမင်းသားရဲ့ချောစုဒီနေ့ဝက်ဆက်တပြားမှများသေးဘူးဟာငါကဘာလို့ရမှာတော့ငါလဲကိစ္စကြီးသေးတယ်ဟာကိုစွမ်းသားနဲ့ကိုဂျန်စီသားမှာဟေးအေးတခုတော့ရှိသေးတယ်နင်ဒီနေ့ ပြင်ဆင်လာတာကတော့ဂောပုံကြီးပဲဒီဂောပုံကြီးနဲ့တော့နင့်ကိုဘယ်သူကမှစိတ်ဝင်စားမှာမဟုတ်ဘူးချောဆိုရအမလီတော်ပါပြီသူများသူများအားကိုးရမလားမှတ်ပါတယ်အေးပါရွှေမင်းသားရဲ့နင်တနေ့ငတ်ပြက်လာတော့မှချောဆူလေးရဲ့ဘာညာနဲ့ဒါမချွဲနဲ့ငါရောချစ်တဲ့ရောအကက်ကိုမကောင်းမှတ်ထားအေးအေးမှတ်ထားမယ်မှတ်ထားမယ်ကဲကြွတော့မမချောဆူကျုပ်နာအေးနိုင်နေခြင်းနဲ့ချောဆူကခါကိုနဲ့လေတိုင်ကိုငဲ့ပြီးသူ့ကိုမျက်စောင်းထုတ်ကြည့်လိုက်၏ ချောစုအနှဲ့ချောစုအငက်ချောစုကြီးတို့ကကြောညို့မှုတွေဘာမှမထူးခြားတော့ပါကြီးချောစုလာကသူ့တွေမထူးခြားတော့တော့လဲအခြားတစ်ပါးသောယောက်ျားများကိုဆွဲဆောင်နိုင်သေးမှန်းသူသိပါသည်တကယ်တော့ချောစုတဲ့ကြီးဆယ်ကျော်တက်မဟုတ်တော့သူနဲ့မတိတ်မရင်ငယ်လတနစ်နှစ်နှစ်သာအစိမ့်နာသူကနေပြီးဖြစ်တော့အဲ့ကြောင့်ချစ်တဲ့ဝင်းနဲ့စာလင်းချောစုကဈေးခေါ်မကောင်းတော့သို့တော်ကြောလေတို့ရောက်နေသောသဘင်လေးကိုအစီနှောင်းမဲ့စွာဖားလျောက်ဝေအောင်ချထားပြီး ခင်မီသောအင်ဂျီပုံဆန်းဆန်းကလေးများကိုဝက်ကဂလက်တက်တက်စိမ့်ဆက်ဆက်ပြော့ဆူကြင်ကြံလာသောအခါချောဆူသည်ဆက်ရှင်နှင့်တာတာရှိသေးသောချစ်သည်ဝင်နှင့်အလှချင်းစင်ကရွယ်တူပင် ဖြစ်သွားပါတော့၏။ဘာဖြစ်ဖြစ်ချောဆူသာလည်းမဟုတ်ချစ်သည်ဝင်သာလည်းမဟုတ်မိချုံငယ်သာလည်းမဟုတ်တရော့သောမိန်းကလေးကလွဲလင်းအဘယ်မိန်းကလေးကမှကြုံညမှုကိုဆွဲဆောင်နိုင်ခြင်းမရှိတော့ပေ။အေးပါလေတို့ကိုယ်တော်ရိုးပြီးဤပြီးကိုရွှေမင်းသားဆိုတော့လေ မင်းသမီးတွေကအများသားမဟုတ်လားတကယ်တော့ငါတို့ငွေရှာမရလို့ဆရာကြီးဆိုရင်နှစ်တာဝန်လဲရှိတာပဲ။ဩချောစုရဲ့တော့ပါဆိုမှတိတ်စကားများတာပဲ။ငါ့မှာရေးကြည့်တဲ့ကိစ္စရှိနေလို့ဟာတကယ်ပါ။ဟောဟိုမှာလာနေပြီ။ရုတ်တရက်ကြီးရှွန့်လဲသွားတော့ကြုံညို့မို့ဤမျက်လုံးများတွားရသူချောစုလှည့်ကြည့်လိုက်ပြီ။ငရလက်ပါတော့မင်းခရစ်တယောက်။ဩလက်စားတော့တက်ကလေးတွေ့နေတာကိုကြုံညို့မို့ကမူချောစုစကားကိုဆက်လက်နားထောင်မနေတော့မင်းမချော်လေးထံသို့ခတ်တုတ်တုတ် လျှောက်သွားတော့ဤတဲ့ဆောင်းလိုက်ရတာညီမရဲ့ဟုတ်လားကိုခင်ထွေးနေနေနောက်ကျသွားတယ်ကိုရဲ့စိတ်ဆိုးနေလားဟင်ညှို့ပြုံးဖြင့်မင်းကလေးကိုဆိုက်ကြည့်ရင်ခေါင်းခါပြလိုက်ဤပါဇက်မှလည်းအလိုလျောက်ပြောလိုက်မိပြန်သည်ဤညီမကတိတ်လာတာပဲကွာဒီလိုမင်းကလေးများဤသဘောကိုသိ၍အကြိုက်ကိုလိုက်ပြောတတ်သောသူ့ကျင်ကလေးများကြောင့်လားမသိမင်းကလေးများနဲ့ဆက်ဆက်ရာတွင်ယင်းနှီးလွယ်သည်စီယုံသိင်းသွင်းရ၌ခက်ခဲမရှိပြေပြစ်ချုံမိုးကြရသည်မဟုတ်ပါလား ခင်သွေးလို့လို့ယောဂံမင်းကလေးများဖို့ဆိုရင်ပြောပွဲရမရှိတော့ပါဘူးထို့ကြောင့်တိကျံကြရသည့်နှစ်ပတ်တွင်ဆုံတွေ့ရသည့်ချိန်ပေါင်း၃ကတည်းနဲ့သူချင်းဆူထားရသူခင်ထွေးလာခဲ့ရပြီမဟုတ်ပါလားချက်ပြုံးကလေးပြုံးနေရမှသူ့ကိုရှွန်းရှွန်းပပမော့ကြီးကခင်ထွေးကညင်ညင်သာသာကလေးပြောနေပြန်သည်အမေကလေခုထီကိုပြောမဆုံးသေးဘူးအခုကိုကျေးဇူးတင်လို့လို့တဲ့ခုခင်မှာအခုလိုရိုးသားတဲ့လူတွေရှိသေးတာအံ့ဩစရာချစ်ကျူးစရာပဲတဲ့ သူကလေးစကားကြောင့်ကြုံညူမှုမျက်နာမပြတ်အောင်မနေ့ကြီးတတိထားနေလိုက်ရ၏ရုံးငယ်ရောင်ဆောင်ထားသောကြတဲ့တော်ဝါဤဘဝကိုသူကလေးမတိရှာပါကလားဟူသောအတွေ့အကြုံမိန်းကလေးများနှင့်ပတ်သက်၍တရံတစ်ခါမှမပေါ်ပေါက်ခဲ့ဘူးသောကရုဏာတရားသည်သူ့ရင်ကိုလှုပ်ခတ်သွားစေပြန်ပါပြီ။ဘာကြောင့်ဒီလိုလှုပ်ရှားနေရမှန်းသူမသိ။နေပါဦးကိုရဲ့ခင်ထွေးရဲ့ပတ်ဆိုင်ကလေးကိုအခုဘယ်နှကကောက်ရခဲ့တာလဲဟင်။ဟိုဟိုလေးဆက်တန်းထဲကထင်းနေ။အိုမဟုတ်ပါဘူး။ဖက်နှက်ဆိုင်နားကထင်မရက်ကွာ။ မလုံမလဲစိတ်ဖြင့်သူထင်းငေါ်စွာဖြေလိုက်မိသည်မိန်းကလေးကမူသူ့ဖြေကိုတတိထားမိရမတူဆက်တန်းတဲ့ကကောက်ရတော့မဖြစ်နိုင်ဘူးအကိုရဲ့အင်းကြီးတွေအဲ့လိုဆက်ဆိုင်ကငွေရှင်းပေးလိုက်တာဆက်ဆိုင်ကငွေရမှညမလေးနဲ့မောင်လေးကိုဖက်နဲ့ဝင်ဝဲရတာအကိုရဲ့ဖက်နဲ့ဝယ်ပြီးကြောက်ကြတာနေမှာဟုတ်မထင်နဲ့အကိုလည်းတိတ်မမက်မိတော့ဘူးညမရဲ့ကြားခဲ့ပြီပဲဘယ်မှတ်မိနိုင်စရာအကြောင်းရှိပါသနည်းတကယ်လဲကောက်ရခဲ့ဒီမှာမဟုတ်ပြီပဲဖက်နဲ့ကလေးရွေးပြီးသူ့လက်ထဲထည့်နေစဲ အလွယ်အလွန်လွယ်ကူစွာနဲ့လက်တုပ်ယူခဲ့သည်ပင်မဟုတ်ပါလားစိတ်ချရသောနေရာရောက်မှအတာဖွင့်ကြည့်တော့ငွေ30နှင့်အကျွေနဲ့ငယ်ဆရင်စာရေးလေးတစ်ရက်နဲ့ပိတ်ထားသောစာရဆောင်ကိုတွေ့လိုက်ရ၏ပဆိုင်ဖောင်းကားနေသလောက်ငွေမပါသဖြင့်ကြောညို့မှုစိတ်တူခဲ့ရသည်စိတ်တူတော်လဲစူဇန်လိုစိတ်ကနှိုးစော်သဖြင့်ပိတ်ထားသောစာရေးကလေးကိုဖွင့်ဖက်ကြည့်မိ၏အန်ဒီမြိုင်ရှင်ခင်ထွေးရိုသေးစွာစာရေးလိုက်ပါသည်ရှင် အန္တိမြိုက်ဆိုင်မှာခြေယူထားသောငွေ300အတွက်အတုံးငွေ30ကိုရှေးလာဆန်းတွင်ဆက်ဆက်ပို့ပေးပါမည်။ယခုလမပေးနိုင်မပေးပို့နိုင်သည့်တွင်အနှုညွန့်တောင်းပန်ပါကြောင်းအမေကစာရေးခိုင်းပါသည်ရှင်။အဖေကစိတ်ကန်းတွင်ကုန်ထမ်းရင်းချော်လဲ၍ခြေသလုံးယိုးဧည့်သွားရာဆေးရုံတင်ထားရပါသည်။ယနေ့သို့6ရက်ရှိသွားပါပြီအန္တိရှင်။အဖေလုံးမစင်နိုင်သဖြင့်ခင်ထွေးတို့ဒုက္ခတွေ့နေပါသည်။ထို့ကြောင့်အန္တိမြတ်ထံပို့ရန်ဆုထားသည့်ငွေများသုံးလိုက်ရပါသည်။ ယခုအိမ်မှာအမေတယောက်သာရှာနိုင်ရန်ခင်ထွေးတို့ငွေကြေးကြက်တက်နေပါသည်ထို့ကြောင့်ခင်ထွေးကြောင်းထွက်လာရပါသည် အမေကလည်းအိမ်ဒီမြန်အနုရှိစဉ်ကလိုပင်ပင်ပန်းပန်းမလုံနိုင်တော့ပါခါတိုင်းလိန်ငိုင်းဝစ်ရှော့ဖို့ပြီးလင်တလကိုတရားခန့်ဝေခွေရှိပါသည်ယခုတော့လက်မောင်းတွေအောင်ပြီးကြိုက်ကြိုင်နေလို့အိမ်မှာပဲနားနေရပါသည်အိမ်မှာနားရင်မျိုးတဲတေးဥဆိုင်များမှတဆင့်ချုပ်ခိုင်းသောအင်ဂျီများကိုတထည်လင်းနှစ်ကြက်ခွဲနှင့် အမေရောခင်တွေပါချုပ်ပေးနေရပါသည် ဒါမှလည်းခင်ထွေးတို့မိသားစု၉ယောက်အတွက်စားဝင်နေရေးပြည်လည်းမည်ဖြစ်ပါသည်အန်တီရှင်ဇေလန်ကိုညာကျောင်းတက်ပြီးဖြေပါတော့မည်မမကြီးဤစားအုပ်ဟောင်းများရှိရင်ခင်ထွေးကိုပေးပါနော်အန်တီတို့မိသားစုကျမ်းမာချမ်းသာပါစေခင်ထွေးတဲ့စားဆုံးတော်သူကိုယ်သူခင်ထွေးကခင်ထွေးကဟုဇကားတဲ့ထက်ပြောတတ်သောမင်းခမေချော်လေးဤချစ်စပွဲမျက်နှာလေးကိုသူဖြတ်ခနဲမြင်လိုက်မိဂရုတာစိတ်သည်သူ့ရင်တွင်ဝဲနိုးကြွလာလေသည်ကြည်စမ်းတနာစီယား သူတို့သားမိနေရောညပါတကုတ်ကိုချုံမှရတဲ့ငွေလေး30သူဘလောက်နှမြောရှာမလဲအိမ်မြရောက်လို့သူ့ပစ္စည်းကလေးမတွေ့တော့ရင်ငိုတော့မှာပဲထို့သူတွေ့ရင်ဝိုင်းဆက်တည်တတ်သောလက်ရည်လေးကိုတခါထပ်ဖက်ကြည့်မိပြန်၏ဆောက်ဝင်နေရေးမပြေလဲလို့ကြောင်းကထွက်လိုက်ရပြီတဲ့ဆုံသွားတဲ့ငါညမလေးသာရှိရင်သူ့ရွယ်ပဲကရုဏာရရသည်သူ့ကိုမှွေနောက်ပြလိုက်၏ကြုံညိုးမှုသည်စာရွက်ကလေးကိုစာအိတ်ထဲပြန်ထည့်ပက်ဆက်များကိုလည်းတေချာစွာပြန်ထည့်ပြီးဘိုးကျိုးစည်းပဲသို့ပြန်ထွက်ခဲ့၏ မင်းကလေးနောက်မှတခေါက်ကောက်လိုက်ခဲ့တော်သူမှုဆဲချုံဆိုင်ကိုလွယ်တကူရှာတွေ့ခဲ့၏လိษาမိသည်တိရလင်အိန္ဒန်ရရောက်သွားပို့ပေးလိုက်မည်လမ်းမှာကောက်ရခဲ့သည်လို့ပြောလိုက်မည်အိုးခင်ခင်တွေ့လားသူ့လိษาတိတယ်တိတယ်မရှုခင်ကြီးခင်ထွေးလိษาပြေးလိုက်စမ်းပါဒီအင်ကြီးကချုပ်ချုပ်ခါ၆ချက်ကြပါတယ်ရှင်ပုံဆန်းက၁၀ကြပါတယ်စီကွင်ထိုးပြင်းရင်အပြင်းငိမ့်85ကြက်ရှင်ဟဲ့အကျင်းဗီယိုတဲ့ကဖော့ဖလောက်တွေချခဲ့စမ်းအိတ်ထက်ထည့်ပေးလိုက် သူ့လုံးနဲ့သူတို့လက်မလဲနိုင်အောင်ရှုံနေသည်ဖြင့်ခင်တွေးဤလေးစာကိုရရန်7မိနစ်ခန့်ဆိတ်ရှိလက်ရှိစောင့်ကြရသည်။ငွေပင်ငရင်းစိုက်ထုတ်နိုင်၍စီးပွားရေးအကွက်အမြင်သူများအတွက်ငွေရှိရာငွေစုပေးတော်သည်။သူတို့ဆိုင်တဲ့အတော်အင်ဂျင်များကိုခင်ထွေးတို့လိုငွေရင်းမရှိသူများကိုအငှားချုပ်ခံသည်။တကယ်ပင်မှန်ခံချုပ်ရသူများအတွက်ကတော့ရသည်မှာနှစ်ချက်ခွဲတဲ့သူတို့အတွက်ကြံစည်ကမူသုံးချက်ခွဲသူ့ဘွားကတော့ခင်ထွေးဘွားနဲ့ဗာများခြားနာလို့ပါလေ။ သူတို့ကိုဆရာကြီးကလက်သက်မွေးထားသည်ဝဝကြွေး၍လှလှဆင်ထားသည်သူတို့ကဆရာကြီးအကြံဖန်များကိုအလုပ်ဖြစ်အောင်ဆောင်ရွက်ပေးရသည်ကပိုက်နိုင်သည့်ကာဆဘိန်းဗျူတို့ရွှေချောင်းတို့ရောင်းဝယ်သည့်အထိအောင်မြင်သည့်အခါဆရာကြီးကအမျက်ငွေ၏အစွန်းထွက်ကိုမုံဘူးပယ်ဖို့ဖြင့်ဝေမျှသည်ဒီလိုဆောင်ရွက်ရာတွင် ချောစုတို့လိုချက်သက်ဝေတို့လိုမိကျုံငယ်တို့လိုဘဝမခိုင်းခြေရိုင်းနေသောမင်းကလေးများနေလဲကြုံရဆုံရတွေ့ရမှွေရပေသည်သည်ယခုလဲတွေ့ရပြန်ပါပြီ ခင်ထွေးဆိုတော့တမင်ငယ်မလေးတကောအကူကပြောစရာရှိတယ်ဆိုလို့သာခင်ထွေးလာရတာယင်းနေ့ကတော့တထိတ်ထိပ်ပဲကိုကြီးခင်ထွေးလေဘယောက်ျားလေးနဲ့မှခုလိုချိတ်မတွေ့ဘူးပြောစရာရှိတယ်ဆိုပြောလေကိုခင်ထွေးကခတ်တူတူလေးဆိုသည်တကယ်တော့မိသားမိယာသည်ကြုံညို့မှုဘာပြောမည်ဆိုတာခင်ထွေးလိုလိုသိပြီးသားပါထို့ကြောင့်လဲကြုံညို့မှုနဲ့မျက်နှာချင်းမဆိုင်ရဲပဲမျက်နာလွှဲနေမိသည်ဖြစ်ဖြစ်ပေါ်ညမရဲ့ဒီနေ့တော့အကိုအတွက်အချိန်နဲ့နဲ့ပြီးပါနော်လာအကိုတို့မုံသွားစားရအောင် မင်းကလေးမငင်းဆန်နိုင်မီသူကဥဆောင်၍မိုးစေတန်းဘက်သို့လျှောက်ခဲ့သည်ဘဲပေါင်းစီကျဆားသည်ရွှေရင်တော့သည်စုစုပေါင်းငွေ30ကုန်သွားသည်ကိစ္စမရှိပါငါ့ကိုမြင်နေမှတော့ငစားကိုနှမြော့နေပြီမဖြစ်တော့ပါကြောင်ညမိုးသည်သူ့ရင်ကတွီးဟာစိတ်ကိုဖြောက်ပြက်ခါအလုသဘောဖြင့်စဉ်းစားလိုက်၏ဒီလိုငငယ်လလကလေးမျိုးသားဆရာကြီးနဲ့တွေ့လင်ကြောင်ညမိုးမျက်နှာကောင်းရပြီတော်မူစားတော့ပြည်သူ၏ဈေးပြင်သို့ထွက်ခဲ့ကြရာသူတို့နှစ်ဦးကိုလှမ်းမျှော်ကြည့်နေသည့်ဂေါ်လီကိုတွေ့လိုက်ရ၏ ခြေသက်ဝေကမူကြံရိတ်ခဲ့ပြီးထင်ပါ၏ဂျောညိုမိုကလက်မသာထောင်ပြလိုက်၏ပြီးတော့ဂေါ်လီမီရက်နေသည့်မာစတာကားပြားလေးစီသို့ဥတီလျှောက်သွားသည်နောက်ခက်ဒီဒီပင်ကားတကားကိုဆွဲခွေကခင်ထွေးကိုဝင်ထိုင်စေ၏ပြီးတော့သူကတကားတစ်ဖက်မှဝင်ထိုင်ပြီးကားဆက်နှုတ်လိုက်၏ကားကိုကျင်းလဲသောမောင်းနေသောသူကိုခင်ထွေးကအားအားလေးတစ်ဖွဲဒဲတူကြည့်ပင်မေးလိုက်၏ဒါအခုကားလာဟင်အင်းဘောဘယ်သွားမှလဲဟင်အခုတငငချင်းအိမ်ဟင် ခင်ထွေးချက်ပါတယ်ရှက်ဆရာကြီးရဲ့ဘာရှက်ဆရာရှိတုံးအကူနဲ့တွားတာပဲကွာအကူနဲ့မို့ရှက်တာပေါ့ကျောင်းညမကတဟဲရရင်ခင်ထွေးပခုံးလေးကိုတိမ့်ဖက်ထားလိုက်ဤမိန်းကလေးကိုလေးကတုံးကရင်ဖြစ်သွားသည်ကိုကျောင်းညမခံစားလိုက်ရဤမျိုးလုံးဝန်းကြီးများသည်သူ့မျက်နှာပေါ်သို့ကြောက်ရွံ့လာသည်ကိုလည်းသူမြင်လိုက်ရဤအရင်ကလေးပဲပဲတကယ်ဆင်ကြတဲ့မိန်းကလေးပဲပဲကျူသားသူကလေးကိုဖြည့်ဆည်းရမှာတကယ်ဒူးစရာလုပ်ပါလားအခုဒီနေ့ကြောက်မတက်ဘူးလားဟင် ူကောင်းကပြလိုက်ဤဘာဖြစ်လို့လဲဟင်ခင်ထွေးကိုလာဆောင်နေလို့အိုးဖြစ်မှဖြစ်ရလေကိုရဲ့ခင်ထွေးကြောင့်အကိုကျောင်းပြရတာဗောနောကျောင်းတော်မမတ်တက်ပါကိုရဲ့ခင်ထွေးသာဆဲတဲ့အောင်လို့တက်ကတူဆက်တက်ခွင့်ရရင်တိတ်တော်တဲ့လူဖြစ်အောင်စားတွေရမ်းကြိုးစားပြမှာပဲဝိထုတွေထဲမှာဖတ်ရတယ်တက်ကတူမှာစာသင်ရတာတိတ်တော်ပြတိတ်ပြောစရာကောင်းတာပဲဆိုဟုတ်လားဟင်မင်းကလေးစကားဆုံးတဲ့ဟင်ဟုဆိုတဲ့ပုံလေးဒီသူ့နှလုံးသားအတွင်းသို့ထိုးဖောက်ဝင်ရောက်လာသည် အင်းဟုတ်တာဗောတိတ်ပြောစရာကောင်းတာဗောဒါဖြင့်ကိုရဲ့ခင်ထွေးကိုကိုတို့ကြောင်းတက်တဲ့တက္ကသိုလ်ကိုလိုက်ပြပါလားဟင်ခင်ထွေးရောက်ဖို့ကျင်လို့ပါခဏလေးပါကိုရဲ့တပတ်လောက်ကြည့်ုံလေးပါနော်သူကမှတ်မထင်ကောင်းကြီးပြလိုက်ပြီးတော့ခင်ထွေးမျက်လုံးလေးများတောက်ပါကမျက်နှာလေးဝင်းလက်သွားလေခင်ထွေးကလေစဉ်းစားဆင်းရဲတယ်ဖေးကိုရင်တက်တာတော့အလိုမဲ့ကိုရဲ့ခုလိုအချုပ်ရတဲ့ဘဝမျိုးအိမ်မက်ထက်တောင်ထက်မက်တောင်မဟုတ်ဘူးသိလားဘွဲတွေပါရရပြီးကြောင်းဆရာမကြီးတိတ်ဖြစ်ချင်တာ ဒါကြောင့်လေအခုဆိုအထယ်တွေများများပြီးအောင်ချုပ်ပြီးပက်ဆက်ဆူနေတယ်။ဆယ်တန်းအောင်ရင်တက္ကသိုလ်ဆက်တက်ရအောင်ပေါ့။တတို့တို့ပြောနေချာသူတို့ဤစကားကိုနားထောင်ရင်းကားလေးဒီတဖြည်းဖြည်းနှိမ့်နေလာလေသည်။ကြုံညိုမှုသည်ကားကိုပြင်ဆက်လက်မောင်းနေရန်အင်အားမရှိတော့သလိုခံစားနေရသည်။ခင်ထွေးနေကြောက်တဲ့တွန်းကဆိုနှစ်တိုင်းပညာရှိဆုံးရတာကိုရက်။ဒါပေမဲ့ဒီနေ့ကတော့အောင်းအောင်းမနေဖြေပြရမှာလေ။အင်ဂျီတွေချုံနေရတာနဲ့စာချက်ချိန်တော့သိမရဘူးကိုရက်။ မင်းကလေးကလေးတန်းချင်းချင်းကလေးဖြင့်တခွန်းချင်းဆက်ပြောနေပြန်ရာသူ့ရင်တွေမှာတင်းကြက်ကြက်စွန့်နေနေကြီးဖြစ်လာလေသည်ကျောင်းညမို့သည်ပင့်တဲ့ကြီးတစ်ချက်ရှူလိုက်မိပြီးကားကိုလမ်းပေးတဲ့နေရာတွင်ရပ်ပြက်လိုက်၏အကိုတငယ်ချင်းရောက်ပြီလားယင်သူသည်မင်းကလေးကိုကျင်နာစွာစိုက်ကြည့်ရင်ခေါင်းခါပြလိုက်၏မင်းကလေးကသူ့ကို နားမလဲဆိုင်စွာငေးကြည့်နေချာသည်မင်းကလေးဘာတစ်ခေါက်မှထပ်မပြောနိုင်ဘူးသူကဒီမှာညမလေးအကိုစကားကိုတေချာနားထောင်နော်တခွန်းမှလည်းဝင်ပြောနေဟုတ်ပြီလားရှင်း ဂျုံညိုမိုဒီမင်းကလေးတန်ရှင်သောစူဇန်သော မျက်လုံးကလေးများကိုရှောင်လွှဲရင်းအကူဟာညမလေးထင်မှတ်ထားသလိုတက္ကသိုလ်ကျောင်းသားလည်းမဟုတ်ဘူးလူကောင်းတယောက်လည်းမဟုတ်ဘူးအကူညမလေးကိုဖျက်ဆီးဖို့တော်ဖက်လက်နဲ့ဒီကိုခေါ်ခဲ့တာပဲမင်းရဲ့ဖြူစင်တဲ့ဘွားလေးကိုငါမဖျက်ဆီးရတော့ဘူးဒီတော့မင်းသွားတော့အကူကိုလည်းဘယ်မှတွေ့တယ်မခေါ်ပါနဲ့တော့အကူဟာလူရုပ်မှတူပါကွာကဲဆင့်လေသွားတော့သွားတော့ဟူသောဆိုသည် တကယ်ထွက်လာခဲ့ရသူကသူ့ ျော်ညွတ်မှုတဲ့ချူမွာရုပ်စုံမဂ္ဂဇင်း1985တဲ့နားဆင်ပေးကြသောညီကိုမောင်မယားလုံးကျေးဇူးထူးတည်ရှိပါတော့ခင်ဗျာညီကိုမောင်မတွေအားလုံးကြားမကြပါစေချမ်းသာကြပါစေပြည်နဲ့များကင်းရှင်းကြပါစေလူချင်းသောပန်းနိုင်ကိုလည်းအများဆုံးရောက်ရှိကြပါစေခင်ဗျာနောက်လာမယ့်ဝိထုတော်များကိုလည်းဆက်လက်နားဆင်ပေးကြပါဦးလို့ကျွန်တော်တို့ညီကိုမောင်မတွေတောင်းဆိုပါရစေခင်ဗျာ